Yes. ဒီနေ့ကတော့မန္တလေးမုံဒီတောက်လေးလှစားပါမယ်နော်။မုံဒီတောက်အတွက်ကိုဥဒုံဥဒုံခေါဆွဲနဲ့ကြက်ဥကိုရေဆေးပြီးတော့ဖြုတ်ထားပါရရှင်။ဖြုတ်ထားပါနော်။ဒီမှာကတော့ကြက်သားနဲ့ကြက်အယိုးနဲ့ကိုစုဖွဲ့နေအောင်လို့ ကောင်းကောင်းနဲ့အသားချင်ဆိုဒီထဲမှာဟိုပါလေရေုံသားထည့်ထားရဲဆိုတော့ရေုံသားမလီးနဲ့နော်ဒီအမြင်အမြင်လေးတွေလုံးမမလို့အဲ့ဒါလေးကိုခြေသားလေးကိုပြုတ်ထားပါတယ်လောလောဆယ်ဘာမှမထည့်ထားပါဘူးစားလေးနဲ့ပဲပြုတ်ထားတာပါနော်ခြေသားလေးနူလာပြီဆိုရင်တော့ အရန်နှုတ်ဖို့တော့မလုံးเนาะကောင်းကောင်းထုတ်ချင်ဟိုစက်သားထဲထိနှုတ်နှူးသွားမှဆိုရင်အရိုးတွေခြံပြီးတော့အသားတွေကိုထုတ်ပါမယ်အသားတွေကိုအမြင်လေးတွေပြင်းနှွားပါမယ်ဟာရိုးတွေကိုပဲစူပွက်အောင်တဲပြီးတော့မှစက်သွန်ကြီးလီထားတာတွေထည့်ပါမယ်စက်သွန်ကြီးထည့်ပါမယ် ဟိုရအောင်လို့ပါချိုအောင်လို့ပါနော်ပြီးရင်ရိုးပြက်ခက်ရရိုးတွေထဲကသားနှော်ပြီးရဲ့ရိုးတွေကိုပြန်ထည့်ပါမယ်နော်ပြီးရင်ငံပြာရေးလေးတစ်ပေါက်နှစ်ပေါက်ပုတ်နဲ့ပြီးရင်တော့မျိုးကို ဆုံးထိရှော့ချပြီးတော့အဖုံဖုံပြီးတော့ထည့်ထားလိုက်ပါမယ်နော်ဘောဖြူစားဖို့အကျစ်ကြောမရှိလို့ဒီပတ်ချိုင်း rice noodle လေးကိုစီဝရထည့်ပြီးကြော်ပါမယ်နော်ခေဒါတော့မန်လေးမုံဒီတပ်ဖို့တွေ့လိုအပ်တဲ့ပစ္စည်းလေးတွေပါ gobi ye nanan bin ye shao thi da mo tam ya thi ကျွတ်တော့အချင်းလောက်ဖို့ရဲ့ကျသားပြုတ်ထားတာပြီးတော့ဟွာထားတာလေးလိုပါမယ်ပြီးရင်တော့ဥဒုံခောက်ဆွဲကိုနိုင်ငံခြားဆိုမှဆိုတော့ဥဒုံခောက်ဆွဲကိုလုပ်ပါတယ်ကျက်ဥပြုတ်လိုပါမယ်ကျွတ်တွန်ကျော်လိုပါမယ်အချစ်ကျော်လေးလိုပါမယ်ချစ်ကျော်ကဒီမှာရှိရဲ့ပတ်ထိုင်းကိုကျော်လိုက်တာပါနော်ခောက်ဆွဲကို အမှန်တော့ခေါက်ဆွဲလေးကြော်ပြီးထည့်ရမှာပါခေါက်ဆွဲမရှိတဲ့အတွက်ငံပြားရီလိုပါမယ်ပြီးတော့စီစီအနီစီဝါပြီးတော့ညူတီကိုညူတီကြော်လေးလိုပါမယ်နော်ခုဒီကလိုအတာကတော့ပဲမှုံပါပဲမှုံကအော်လလဆဆလေးနဲ့မှုမှုလေးလှော်ထားတဲ့အမှုန်ဆိုမဆားလို့ကောင်းပါမယ်နော် လက်တစ်ဖက်ထဲနဲ့လောကနတ်နှစ်ဖက်နဲ့လောကလို့လက်တစ်ဖက်ထဲလုံးလို့မရတဲ့အတွက်ဒါကတော့အကုန်ပြင်ဆင်ပြီးတော့ထဲတာပါစီနီစီဗျူစီဝါပဲမှုတ်ဒီကပဲမှုတ်စတာပြေနဲ့အားလုံးထည့်ပြီးတော့နေပါမယ်နော်အားလုံးနေပြီးစားရင်တော့ခုလိုလေးရန်စားလို့ကောင်းပါတယ်လှုပ်ရှားကြည့်ကြပါနော်